တတိယနိုင်ငံတွေကအမေရိကန်ပြည်ထောင်စုကိုရွှေ့ပြောင်းအခြေချနေထိုင်ခွင့်ပြုတဲ့အစီအစဉ်ကိုအပြီးပိတ်ပစ်တော့မယ်လို့သမ္မတဒေါ်နယ်ထရမ့်ကနိုဝင်ဘာလ29ရက်နေ့ညက Truth Social လူမှုကွန်ရက်မှာရေးပါတယ်။ဤပညာဘလောက်ပဲတိုးတက်ခဲ့အောင်တော့နောင်လူတွေကောင်းမွန်စွာနေထိုင်ဖို့အရင်ကကြိုးစားဆောင်ရွက်ခဲ့ကြတာတွေဟာတဖြည်းဖြည်းနဲ့ယိုယွင်းပျက်စီးသွားခဲ့တဲ့အကြောင်းဒါကြောင့်အမေရိကန်ရဲ့လေပတ်နေတဲ့စနစ်ပြန်နလန်ထူလာဖို့အတွက်သမ္မတဘိုင်ဒန်လက်ထက်ကတရားမဝင်ဝင်ရောက်ခွင့်ပေးခဲ့တဲ့ တားနဲ့ချီတဲ့လူတွေအပါအဝင် အမေရိကန်အတွက်အကျိုးမရှိစေတဲ့အမေရိကန်ကိုမချစ်နိုင်တဲ့တတိယနိုင်ငံကလူတွေကိုခေါ်နေတဲ့အစီအစဉ်ကိုအပြေးပေးပြလိုက်တော့မယ်လို့ရေးထားပါတယ်။လူမှုကွန်ရက်မှာတင်ထားတဲ့စာစီကြီးထဲမှာနိုင်ငံသားမဟုတ်တဲ့သူတွေကိုပေးနေတဲ့အစိုးရရဲ့အထောက်ပံ့တွေကိုရပ်ပစ်တာအပါအဝင် သမရဘိုင်ဒန်လက်မအစ်စ်မဟုတ်ပဲဆက်လက်မအော်တိုပင်ထိုးပြီးခေါ်ယူခဲ့တဲ့တားနဲ့ချီတဲ့လူတွေကိုမောင်းထုတ်ပစ်မယ်လို့လဲနိုဝဘာ29ရက်နေ့ကကြားရောက်တဲ့အမေရိကန်နိုင်ငံကကျေးဇူးတော်နေ့ Thanksgiving Day မှာသမရထရမ့်ကရေးထားပါတယ်။သမရထရမ့်ဟာဇန်နဝါရီလ20ရက်နေ့ကစခဲ့တဲ့သူ့ရဲ့ဒုတိယသမရတက်တန်းကာလအတွင်းလူဝေမှုကြီးကြပ်ရေးဆိုင်ရာဥပဒေတွေကိုတင်းကျပ်စွာချမှတ်ပြဋ္ဌာန်းပြီးပြောင်းလဲမှုတွေကိုလှောက်ဆောင်နေတာမှာနိုဘာလ26ရက်နေ့ကဝါရှင်တန် DC မြို့ကသမရအိမ်ပြူတော်အနီး အာဖဂန်ကရွှေ့ပြောင်းနေထိုင်သူတယောက်ကပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ဝင် National Guard နှစ်ဦးကိုတနက်နေ့ပြစ်လိုက်ပြီးတဲ့နောက်တရားဝင်ရောက်လာသူတွေနဲ့ဆိုင်တဲ့အမြဲတမ်းနေထိုင်ခွင့် Green Card ရထားပြီးသူတွေကိုပါထပ်မံစစ်ဆေးမဲ့အစီအစဉ်ကိုလည်းထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ